ခင်ပွန်တဲ့ကိုနိုင်ပြောကျော်ရဲ့ပံပိုးမှုတွေကြောင့်ငလင်ပေးမှာဆိတ်ရှိတိုင်းလူတန်းနိုင်တဲ့ဝိမုံရွှေကြီးပရိသတ်များလုံးမမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့ထိတ်တန့်ခရိုနီကြီးကိုခင်ပွန်ပြည့်တော်ထားရတာကြောင့်အလူတန်းတွေကိုဆိတ်ရှိတိုင်းလူတန်းနေနိုင်တာကတော့မြန်မာနိုင်ငံရဲ့နာမည်ကြီးရုပ်ရှင်မင်းသမီးကျော်ဝိမုံရွှေကြီးဖြစ်ပါတယ်မင်းသမီးကျော်လေးဝိမုံရွှေကြီးကတော့ခင်ပွန်တဲ့ခရိုနီတထေးကြီးကိုနိုင်ပြောကျော်ရဲ့ပံပိုးမှုတွေကြောင့်ငလင်ပေးမှာဆိတ်ရှိတိုင်းလူတန်းမှုတွေကိုပြုလုပ်နေခဲ့တာဖြစ်ပါတယ် မင်းသမီးကျော်လင်းဝင်းမုံရွှေကြီးကမက်စလာ28ရက်နေ့ကလောက်ခဲ့တဲ့ပြင်အားရစ်စတာစကေးခွန်တတမခွန်အစဉ်ရှိတဲ့ငလင်ကြီးကြောင့်သခိုင်းပါဝင်ငလင်ပြည့်ရကျော်ဘော်ကမြို့ကြီးတွေတစ်လျှောက်လုံးအချိန်ဟုန်ပြင်းစွာနဲ့ဖျက်ဆီးပစ်ခဲ့တာအလုံးလေးအတိဖြစ်မှာပါ။ဒါကြောင့်ဒီငလင်ကြီးကြောင့်လူအသက်ပေါင်းများစွာနဲ့တရဏအဆောက်အုံတွေအစင်းမြင့်အဆောက်အုံတွေလူနေအထက်မြင့်အဆောက်အုံတွေပြိုကျပျက်စီးပြီးတော့ဆုံးရှုံးမှုတွေအများအများကိုကြုံတွေ့ခံစားနေရတာဖြစ်ပါတယ်။ ဒါကြောင့်ခုလိုမျိုးဘေးရန်ရည်နဲ့ကြုံတွေ့လာတဲ့အခါမှာတကယ်ထိခိုက်နေတာဆုံးရှုံးခဲ့တဲ့သူတွေအနေနဲ့စားရေးဝယ်ရေးနေရေးထိုင်ရေးတွေကအစလုံးဝခက်ခဲသွားကြတာဖြစ်ပါတယ်။အခုလိုခက်ခဲတဲ့သူတွေကိုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလိုအပ်တဲ့စေဝါကူညီထောက်ပံ့မှုတွေအများကြီးအကူအညီလိုအပ်နေရဖြစ်ပါတယ်။ဒါကြောင့်လည်းထိတ်တန့်တထေးကြီးတွေအနုပညာရှင်ဂီတာအတိုင်းဝိုင်းကသာမကတခြားနယ်ပယ်ကအောင်မြင်မှုတွေရနိုင်တဲ့ဆယ်လီတွေကပါမကျန်တန်နိုင်တဲ့ဘက်ကနေကူညီထောက်ပံ့လူတန်းမှုတွေကိုပြုလုပ်နေကြတာဖြစ်ပါတယ်။အဲဒီလိုလူတန်းမှုတွေကိုတန်နိုင် ်နယ်ဘက်က ဝင်းကိုထန်းကကုညီနေကြတာကတော့မင်းသမီးကျော်လေးဝင်းမုံရွှေကြီးနဲ့ခင်ပွန်းတဲ့ကိုနိုင်ဖြိုးကျော်တို့ကအတိကလိုအပ်နေတဲ့နေရာတွေကိုတွားရောက်လှူဒန်းမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ အခုလိုစိတ်ရှိတိုင်းလူတန်းနိုင်ဖို့ဆိုတာကပတ်စံချမ်းသာတိုင်းလုံးလို့ရတဲ့အရာမဟုတ်ပဲမိမိကိုယ်တိုင်ကပင်ကိုယ်ပါရမီတက်ခံကတရားတရားထက်သန်နေမှတော့လူတန်းကုသိုလ်ယူမှုတွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။မင်းသမီးဝင်းမုံရွှေအနေနဲ့အခုလိုမျိုးတရားတရားပြေဝါစွာနဲ့လူတန်းရမှာနောက်ကပံပိုးပေးမဲ့ခင်ပွန်းတဲ့ကောင်းကိုပိုင်ဆိုင်ထားတာကြောင့်ဖြစ်ပါတယ်။ မင်းသမီးဝင်းမုံရွှေနေခင်ပွန်တဲ့ကိုနိုင်ဖြိုးကျော်တို့ကလိုအပ်တဲ့ကုညီလူတန်းမှုတွေပြန်လည်ထူထောင်ရေးအတွက်အမှန်တကယ်လိုအပ်တဲ့နေရာဒေသတွေထိရောက်အောင်သွားပြီးတော့ကိုတိလက်ရောက်လူတန်းမှုတွေကိုပြုလုပ်နေကြရပါအခုလိုလူတန်းရမှာမင်းသမီးကျော်ဝင်းမုံရွှေအနေနဲ့ဆက်ရှင်မိုင်တော်ရဖုံးကြီးကျောင်းနဲ့တခြားဖုံးတော်ကြီးကျောင်းတွေအတွက်လိုအပ်တဲ့ပါဝင်လူပွဲပစ္စည်းဝတ္ထုငွေများကိုလူတန်းခဲ့သလိုပရိုက်တာမိခင်ကြီးခန်းနေဝေးစီကိုလည်းတင်းရှာနဲ့ချီပြီးတော့ပါဝင်လူတန်းမှုတွေပြုလုပ်ခဲ့ပါတယ်ကိုရင်ကိုကြလည်းအင်းလေးဒေသထိရောက်အောင်သွားခဲ့ပြီးတော့ လိုအပ်တဲ့ကူညီလူတန်းမှုတွေကိုပြုလုပ်ခဲ့ရမှာဒါတမကမင်းသမီးကျော်ဝင်းမုံရွှေကခေမုံးတဲ့ရဲ့ပိုင်ဆိုင်တဲ့ NPK မော်တာနဲ့ MG မြန်မာကုမ္ပဏီကနေတဆင့်မြန်မာငွေကျပ်1ဘီလီယံလှူဒန်းခဲ့ပါတယ်။ဒီလိုလှူဒန်းမှုတွေနဲ့အားမရသေးပဲလျှက်စစ်နဲ့မောင်းလို့ရနိုင်တဲ့ EV ကား180စီးကိုပါထပ်မံလှူဒန်းလိုက်တာဖြစ်ပါတယ်။နောက်ထပ်လည်းမြေပြင်ထိရောက်အောင်သွားပြီးတော့ငလင်တန်တဲ့ပြည်သူတွေနဲ့တွေ့ဆုံခဲ့စဉ်အစားအစာအဝတ်ထည်စေဝါပစ္စည်းတွေထောက်ပံ့မှုတွေကိုပါပြုလုပ်ပြီးတော့ကူညီလှူဒန်းမှုတွေကိုပြုလုပ်နေခဲ့ရဖြစ်ပါ ပါတယ်။အခုလိုမျိုးလိုအပ်တဲ့နေရာတွေမှာဆိတ်ရှိတိုင်းအပြေးဝဖြည့်ဆည်းပြီးတော့လူတန်းမှုတွေကိုပြုလုပ်ပေးနေရင်မင်းသမီးဝင်းမုံရွှေရိုးစုံတဲ့ပုံမှာပရိသတ်ကြီးတို့အနေနဲ့အားကြမှုတသိန်းနဲ့အတူတာဓုခေါ်ကြရလားဆိုတာပြောပေးသွားကြပါဦးနော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။